မင်းသားကွန်ဘန်ဝါဟုတ်ကဲ့ပါကျွန်တော်ဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဂျပန်မှာအခုတော်တော်ပွဲဖြစ်နေကြတယ်ကျွန်တော်တို့ကတ်စတိုဗီဇာနဲ့ဒေါ်လာကို140 50ရတယ်ဆိုတာတကယ်လားပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီဗီဒီယိုမှာမြောက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်လည်းကြည့်ကြမယ်ဆိုတော့ကျွန်တော်ဂျပန်မှာအခုတော်တော်ပေါ့နော်ကတ်စိုနဲ့လုပ်နေကြတဲ့သူတွေ140ရတယ်50ရတယ်ဆိုတာကတကယ်လားဆိုတော့ ဟုတ်ပါတယ်တကယ်ပါဒါဆိုရင်ဂျပန်ကိုရောက်နေတဲ့လူတွေအကုန်လုံး140 50ရနေကြတာလားဆိုတော့လည်းမဟုတ်ပြန်ဘူးဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ140 50ရဖို့ဆိုတာကြတော့တော့အခြေခံလာတာကိုပဲကျွန်တော်တို့ပြောရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တနာယီလောက်အားခါကိုလက်ရှိလုံနေတဲ့အလုတ်ကတနာယီကိုလောက်အားခါဘယ်လောက်လဲပေါ့နော်ဆိုတော့ကျွန်တော်ဒီကြီးမှာကြည့်ကြည့်မယ်တနာယီလောက်အားခါဂျပန်မှာလက်ရှိ လောအခါတွေမြင့်ထားတယ်ပေါ့နော်ဟိုးအရင်တုန်းကဆိုကျွန်တော်တို့ဒီမဟိုခိုင်းတုန်းမှာ1000နဲ့30เนาะဟိုခိုင်းမှာ1030အာဝမိုရီမှာဆိုရင်ကျွန်တော်953ကျပ်ဟုတ်ပြီเนาะကျွန်တော်တိုချိုမှာကြည့်ကြည့်မယ်ဗျာတိုချိုမှာက1160 1163ကျပ်ဒါဟိုးအရင်ကဟာပေါ့နော်ဆိုတော့ဒီဒီဘက်ဟာအနည်းအောင်ဟာကျွန်တော်တို့ဒီတိုချိုမှာဆိုရင်ကျွန်တော်တို့တိုချိုမှာဆိုရင်ကျွန်တော်လေဝါနာနာနဲ့ဂျူဂါစ3ရက်ပေါ့နော်မိက ဆိုဆယ်လာပိုင်း3ရက်နေ့ကနေအခုနေ့ဆယ်လာပိုင်း3ရက်နေ့ကနေမှကျွန်တော်လာစာတဲ့တယ်ပေါ့နော်လာစာတို့ကျွန်မဘယ်လောက်တဲ့လဲဆိုရင်တနာယီကိုလောက်အခါ1226ကျက်တက်ပါတယ်တက်တယ်ဖြစ်တယ်ပေါ့နော်ဒါကဘာလဲဆိုတော့စိုက်တဲချင်းကင်းလို့ခေါ်တယ်စိုက်တဲချင်းကင်းဆိုတော့စိုက်တဲချင်းကင်းဆိုတာဘာလဲဆိုတော့အနိုင်ဆုံးလောက်အခါလို့အတိတ်ပြရတယ်ဆိုတော့တနာယီကိုအနိုင်ဆုံးလောက်အခါ ဆိုတော့အဲ့ဒီတနအီကိုအနေဆုံးလောအားခါကကျွန်တော်နိုင်ငံတော်ကနေတရားဝင်သတ်မှတ်ပေးထားတဲ့လောအားခါကကျွန်တော်တို့တထောင်ကျော်ပဲရှိတယ်တော့1200ကျော်ပဲရှိတဲ့ခါကျတော့ကျွန်တော်ဒီမှာကျွန်တော်တနအီကို2000နဲ့တွက်ပြပါမယ်ဆိုတော့ပထမဆုံးနေတယ်ပေါ့နော်ကျွန်တော်လောအားခါတနအီကို2000ရတယ်ဒုက္ကဋိကီနိုတမပဲဖြစ်ဖြစ်လက်ရှိလုပ်နေတဲ့ဘသူပဲဖြစ်ဖြစ်ပေါ့နော်လောက်အားခါတနအီကို2000ရတဲ့လူတယောက်ကတရက်ကို10နာရီလုံးလုပ်မယ်ဆိုရင်ကျွန်တော်2000ရမယ်ပေါ့နော် ဂျပန်ယန်2000ရမယ်ဆိုတော့2000ကိုကျွန်တော်တို့ယာစူမီနာရှိခေါ်တာပေါ့နော်နာရမရှိဘူးနေတိုင်းလုံးလုံးမယ်ဆိုရင်အဲ့ဒါကိုရက်30နဲ့မြှောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့တောင်း60ရမယ်ဗျဆိုတော့တလားကိုတောင်း60ရမယ်လူကတနာရီကိုလောကား2000နဲ့အလုပ်လုပ်တယ်ကိုကတရက်ကို10နာရီလုပ်လုပ်တယ်ဆိုရင်တော့တလားကိုရက်30လုပ်တယ်ဆိုရင်တောင်း60ရမှာ ဖြစ်ပါတယ်ဆိုတော့ဒီ1060ရမယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဟုတ်ပြီတနအီကိုကို2000မရဘူးရန်2000မရဘူးတနအီကို 1500ပဲရတယ်ဆိုရင်တနားယူ1500နဲ့တနေ့ကို10နာရီလုံးမယ်ဆိုရင်ကျွန်တော်1000ခွဲရမယ်ဟုတ်ပြီနော်1000ခွဲကိုရာစုမီနာရှိနေနေ့တိုင်းလုံးမယ်ဆိုရင်ကျွန်တော်တို့တောင်း45000တောင်းရမှာဖြစ်တယ်တလောက်ဆိုတော့ကျွန်တော်တို့တလောက်ကို45000တောင်းရမယ်ဆိုရင်ကျွန်တော်အခွန်အခတွေကနှုတ်ကောက်အောင်မယ်ဟုတ်ပြီနော်တောင်း60ရတယ်တောင်း45000ရတယ်ဟုတ်ပြီတောင်း60ကိုအခွန်နှုတ်မယ်ဆိုရင် အခွန်ကတော့အခွန်တွေအများကြီးရှိတယ်နေထိုင်ခွန်နေထိုင်ခွန်ရှိမယ်ကျွန်တော်ရှော့တခုစေးရှိမယ်ရှော့တခုစေးဆိုတာဝင်ွယ်ခွန်ပေါ့နော်ဆိုတော့အခွန်တွေကတော့အများကြီးပဲဆိုတော့ကိုကတခုတစ်ခါဆိုလို့နဲ့လုပ်တယ်နိုင်ရီဒီလောက်ကျွန်တော်ပြောမယ်တစ်ရက်ကို10နိုင်နဲ့နိုင်ရီ300ဖြစ်သွားမှာပေါ့တစ်လောက်ကိုနိုင်ရီ300လုပ်တယ်ဆိုရင်ဟုတ်ပြီနော်အလုပ်တစ်ခုတည်းမှာလုပ်မှာလားအချိန်ပိုင်းလုပ်တယ်အများကြီးခွဲပြီးတော့လုပ်မှာလားဆိုတဲ့ပုံမှာမူတည်ပြီးတော့အဲ့ဒီအဲ့ဒီတယောက်ရဲ့ဝင်ွယ်တွေကကွာချသွားမှာဖြစ်ကွာချသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ ျွန်တော်တို့ကတေချာတာတစ်ခုကတော့တလကို140ဒါမှမဟုတ်150ရဖို့ဆိုတာကတော့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒါပေမဲ့ရနေတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့တကူတေခါဆူတို့မှတွေကတော်တော်များများရကြတယ်တကူတေခါဆူတို့ကိုလက်ရှိအပြောင်းများနေကြတာကလည်းအဲ့လိုမျိုးငွေများများရှာရှင်လို့ဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ပုံမှန်ကျွန်တော်ဝါဗီဇာမပြောသေးဘူးကျွန်တော် တုကတိဂီနိုတမားတွေကိုပြောပြတယ်တုကတိဂီနိုတမားတွေကိုတလောက်ဘယ်လောက်ရလဲပေါ့နော်တုကတိဂီနိုတမားတွေကတလောက်ဘယ်လောက်ရလဲဆိုရင်ကျွန်တော်အကြံအပြင်းတွေ့ပြမှာဖြစ်တယ်အခြေခံလစာပေါ်မှာမူတည်တယ်တုကတိဂီနိုတမားတွေလည်းဒါပေမဲ့ကျွန်တော်ခုနကပြောတဲ့ site ချင်းကဲပေါ့နော်ဒီမှာ site ချင်းကဲဆိုတာအနေဆုံးတနာရီကိုလောက်အခါဆိုတဲ့အပေါ်မှာအခြေခံပြီးတော့အလုတ်ရှင်ဘက်ကတွက်ချက်ထားတာဖြစ်တဲ့အတွက်အခြေခံလစာကကျွန်တော်1020ကနေ25000ကျားရှိပါတယ်တုကတိဂီနိုတမားတွေကပေါ့နော် တောင်20က25တောင်ကြားကကျွန်တော်အခြေခံလာတာဖြစ်တယ်ဆိုတော့အဲ့ဒီအခြေခံလာတာကတောင်20 25တောင်ဆိုကြပါစို့ဗျာ25တောင်ရတယ်ဒုတိယကီနိုတမားတွေကအခြေခံလာတာ25တောင်ရတယ်ဆိုရင်အဲ့ဒီ25တောင်မှာအင်္ဂလကထောက်ပံ့ခြင်းနောက်ထပ်ရှိမရှိထောက်ပံ့ခြင်းတွေရှိမရှိအင်္ဂလကထောက်ပံ့ခြင်းရှိမရှိဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တောင်25တောင်ရတဲ့သူရှိမယ်26တောင်9တောင်ရတဲ့သူရှိမယ်ဆိုတော့ အဲ့ဒီ25တောင်းရတဲ့အထက်မှာမှကျွန်တော်တို့အခွန်ဆိုတာရှိသေးတယ်အခွန်ကဘာအခွန်ပေးရမှာမဖြစ်မနေပေးရမယ့်အခွန်ကကျွန်တော်တို့ short တခုစေးရှိမယ်ပြီးကြတော့ကျွန်တော်တို့ခိုရဟိုကင်းရှိမယ်ခိုရဟိုကင်းဆိုတာအလုတ်သမအာမခံအလုတ်သမအာမခံရှိမယ်ပြီးကြတော့ကျွန်တော်တို့ဒီတုတ်တိကီနိုသမားတွေကမဖြစ်မနေပေးရတာရှားကိုင်းဟိုကင်းပေါ့နော်ရှားရှားဟိုလို့ခေါ်တာပေါ့အာမခံကိုကျွန်တော်ရှားကိုင်းဟိုကင်းမဖြစ်မနေဝင်ရတာဖြစ်တဲ့အတွက် ပုံအခြေဟိုအချင်းအချင်းပြပြရမယ်ဆိုရင်တော့တောင်25တောင်ရတဲ့သူကအခွန်အနေနဲ့ကျွန်တော်တို့3တောင်ကနေ5တောင်ကြားအပြတ်ခံရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတင်တောင်းနေရတယ်3000ကနေ5000ပြန်ရတယ်5000ပြတ်ခံရတယ်ဆိုတော့ကြပါတော့ဆိုရင်ကျွန်တော်တို့ တောင်း20ပဲကြံမယ်လက်ထက်မှာအဲ20ကြံတဲ့အထက်မှာမှကျွန်တော်အင်္ဂလာကရှိမယ်စားစရိတ်တွေရှိမယ်ဂျပန်မှာဘယ်ဟာမှလာကမရပါဘူးအင်္ဂလာခါလည်းအရင်ဈေးကြီးပါတယ်စားစရိတ်လည်းအရင်ဈေးကြီးတာဖြစ်တဲ့အတွက်ကျွန်တော်တောင်း30တောင်း40တောင်း50ရှာဖို့ဆိုတာကတာမန်လူတွေကျွန်တော်တူပတိဂီနိုတမအခြေခံတမတွေအတွက်အရင်ကိုခက်ခဲတာဖြစ်တယ်ဒါကြောင့်ပဲကျွန်တော်တို့ဒီ training visa နဲ့တော့၎င်းကျွန်တော်တို့ဒီတူပတိဂီနိုတမတွေတော့၎င်းကျွန်တော်အကြောင်းတဲ့လူတွေတော့၎င်းပေါ့နော် ငွေမြင်းများရှာရှင်တဲ့အတွက်ကျွန်တော်တုခုတိခါဆူတို့ကိုလက်ရှိအချိန်မှာအများကြီးပြောင်းဖို့ကြိုးစားနေကြတာဖြစ်ပါတယ်ဒါပေမဲ့တုခုတိခါဆူတို့ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်နဲ့အတူကြည့်ကြည့်မယ်တုခုတိခါဆူတို့ပေါ့နော်တုခုတိခါဆူတို့ကကျွန်တော်ဟိုတနေ့ကတင်ထားတဲ့ဗီဒီယိုမှာရှိတယ်ပေါ့နော်တုခုတိခါဆူတို့တမားတွေကျွန်တော်တို့ဒီ review show ရေးတဲ့အခါမဖြစ်မနေကျွန်တော်ကရေးတင်တယ်ဆိုတော့အဲ့ဒီ review show ရေးတဲ့နံပါတ်1 2 3 4အဲ့ဒီ၄တဲ့ကအကြောင်းအရာကိုပဲကျွန်တော်ပြန်ပြီးတော့ remind အနေနဲ့အကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့နံပါတ်၄ပေါ့နော်နံပါတ်၄မှာရေးထားတာ ikano ko mokuni se de show sign ni kisai shite kudasai ဆိုတော့တော့အောက်မှာပါတဲ့အကြောင်းအရာတွေကိုအောက်မှာပါတဲ့မိကုန်းတွေကိုအသေးချာဖြေကြပေးပါလို့အတိတ်ပေးရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီ ichiban နံပါတ်1မြန်မာရဲ့ခိခုတ်ကူဒေကီနိုင်ရီယိုမြန်မာကိုမပြောင်းနိုင်ရတဲ့အကြောင်းအရင်းကိုကျွန်တော်တို့ရေးထားတယ်ပေါ့နော်မြန်မာတဲ့ခုဒေတာကအာရီအီမမြန်မာနိခိခုတ်ကူဆုလူခိုတော်နိဟူအန်ကိုခန်းကြည့်တယ်ရူကာဆိုလိုတာကမြန်မာကိုမြန်မာမှာအခုအာဏာသိမ်းမှုဖြစ်ပွားခဲ့တယ်မြန်မာကိုလက်ရှိချိန်မှာပြန်မယ်ဆိုရင်မလုံမချုံမလုံချုံမှုကိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့အကြောင်းပြချက်ပေးလာတယ်ဒါဒုက္ခတဲ့ခါဆိုလိုသမားတွေပေါ့နော်ဆိုတော့နံပါတ်1 現在の在留資格から変更する理由レシコが特定技能たまべぴぴ特定ကျွန်တော်တကူတဲ့ဂီနိုတမပဲဖြစ်ဖြစ် training နဲ့လုပ်တဲ့သူတွေပဲဖြစ်ဖြစ်ကြီးရှုစစ်ပေါ့နော်သူကိုចောင်းသားចောင်းသူတွေပဲဖြစ်ဖြစ် work visa နဲ့လုပ်နေတဲ့သူတွေဖြစ်ဖြစ်ကျွန်တော်တို့ဒီတကူတဲ့ခါဆိုးတော့ကိုပြောင်းတဲ့အချိန်မှာကျွန်တော် review show တင်ရတယ်ပေါ့နော်ကျွန်တော်လက်ရှိဒီမှာပြန်ပြီးတော့နောက်တစ်ခေါက်ဖတ်ပြပေးမယ်ပေါ့နော်စေမွန်ကာကိုစုစငျောရှိတဲ့ ミャンマーに帰ろうと思っていたのですが、帰国することに不安があるので、状況が良くなるまで日本,日本で働きながら生活したいです。それで、私は、このような調味とあげべめ、ミャンマービーを便宜とにどんまべ、ミャンマービーを便宜そういん、အစိမပြေတာဖြစ်တဲ့အတွက်ကြောင့်အခြေအနေနိုင်ငံရေးအခြေအနေပြောတာမြန်မာပြည်ကနိုင်ငံရေးအခြေအနေကောင်းလာတဲ့အထိဂျပန်မှာအလုပ်လုပ်ရင်းနဲ့ နေထိုင်ခွင့်ပြုပါလို့ကျွန်တော်တို့ review show မှာရေးထားတာဖြစ်တဲ့အတွက်ဒါယာယီခေတ္တခဏအတွက်ဆိုရင်တခုတည်းကောင်ဆယ်လို့ရှောက်ဘာမှမဖြစ်ဘူးသို့တော်လည်းပဲဂျပန်မှာအသေးအချာနေကျင်တဲ့ရေရှည်အလို့လုတ်ကန်ရှင်နဲ့ငွေရှာရှင်နဲ့ဆိုရင်တခုတည်းကောင်ဆယ်လို့ရှောက်တဲ့ဆိုရင်ရေရှည်ကတော့အတားကျက်ရှိတဲ့ဗီဇာထဲမှာ မပါဘူးပေါ့နော် ဒါပေမဲ့လည်းကိုကအခုငွေကမဖြစ်မနေရှာဖို့ရှာရမယ်ရှာဖို့လိုအပ်နေတဲ့ငွေရတဲ့ငါတော့တို့ကဒီဗီဇာကိုဖျက်သိမ်းလိုက်ရင်ပဲတို့ကပြန်ဆိုရင်ပြန်မယ်ကိုနိုင်ငံကပေါ့နော်မြန်မာပြည်ကတို့ကပြန်ခန့်ရင်ပြန်မယ်ဘလို့ပဲဖြစ်ဖြစ်တို့ဖျက်သိမ်းတဲ့အချိန်မှာပြန်မယ်အစင်သိမ်းလို့ပြီးငွေရှာပြီးတော့ပြန်မယ်ဆိုတဲ့လူတွေကတော့ no problem ပြဿနာမရှိဘူးဒုက္ခတိခဆုတို့နဲ့လည်းအဆင်ပြေတယ်ဆိုတော့ဒီမှာ ခုနပြောတဲ့ကျွန်တော်တို့လသာကိစ္စကိုပြန်ပြီးတော့တွေ့မယ်ဆိုရင်ကျွန်တော်1040 50ရှာဖို့ဆိုတာတုတ်ကုတေခါဆိုလိုတမားတွေအတွက်ဆိုရင်ဟုတ်ပါတယ်မှန်ပါတယ်တမန်ကျွန်တော်တို့တုတ်ကုတေကီနိုတို့ဂျီရှိုစေတို့ចောင်းသူចောင်းသားတွေတမန်ပေါ့နော်ပုံမှန်ကျွန်တော်တို့ဝက်ဖီဇာနဲ့လုပ်နေတဲ့သူတွေအတွက်ဆိုရင်တော့အရန်ကိုမလွယ်တဲ့ကိစ္စဖြစ်ပါတယ်1040-50ဆိုတာတကယ်လို့ကိုက1040 50ရရနေတဲ့လူဆိုရင်တောင်မှအခွင့်၄ရှိပါသေးတယ်ကျွန်တော်အိမ်လားကရှိတယ် ဟုတ်ပြီနော်ကျွန်တော်လက်ရှိနေတဲ့အိမ်အိမ်ဆိုရင်ကျွန်တော်တို့တလကိုဂျပန်ရန်10000လောက်ပေးရတယ်10000ဆိုတော့ကျွန်တော်140ပဲရတယ်ဆိုကြပါတော့အဲ့ဒီကနေကျွန်တော်က10000အခွန်အခနှုတ်တာကိုကျွန်တော်6000လောက်ရှိမယ်အဲ့ဒီတော့10000ဆိုရင်အဲ့ဒီမှာ16000ကရော့သွားပါပြီဆိုတော့ကျွန်တော်စာပို့တောက်ဖို့ကရှိသေးတယ်စာပို့တောက်ဖို့က9000ကနေ10000ကျကုန်တယ်ဆိုရင်အဲ့ဒီမှာ25000 26000လောက်ကုန်ပြီတောင်း40ရတယ်ဆိုရင်ဆိုတော့ကျွန်တော်တာမန်လူတယောက်အနေနဲ့တောင်း40 50က ဂျပန်မှာအရင်ခက်ခဲတဲ့ပမာဏဖြစ်ပါတယ်။သို့တော့ကျွန်တော်တကုတ္တခဆိုတော့ ਨੇ ကားဆက်ရုံမှာလုံနေတဲ့လူတွေတနာယီကို2000 3000ရနေကြတဲ့သူတွေရှိတယ်။ဘလို့လူတွေလဲဆိုတော့ကျွန်တော်တို့တနာယီကို GQ အရင်ပင်မတဲ့အလုပ်ဖြစ်တဲ့အတွက်ပေါ့နော်ဆက်ရုံလုံရုံတွေမှာကျွန်တော်တနာယီကို2000ပေးတယ်ညာဆိုင်ဆင်းနေဆိုရင်2000တဲ့ join ကြောမယ်အဲ့လိုမျိုးလူတွေကတော့ခုနကပြောသလို1050လည်းဖြစ်နိုင်ပါတယ်1050လည်းဖြစ်နိုင်တယ်သူတို့1060လည်းဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့ကျွန်တော်တို့ကဗီဇာအမျိုးအစားပေါ်မှာကျွန်တော်တို့လစာတွေကွဲလွဲသွားတာဖြစ်တဲ့အတွက် အရန်ကိုမှ140-50ရတယ်ဆိုတိုင်းလည်းပဲကျွန်တော်တို့အဲ့ထဲကို140-50လုံးဝင်တာမဟုတ်ပါဘူးဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ညှောက်ပေးသွားခြင်းပါတယ်ဗျနောက်တစ်ခုကဒုတိယခါဆိုတို့နဲ့အခုလုံနေတဲ့လူတွေပေါ့နော်140ကနေ50ရတယ်ပဲဆိုကြပါစို့အင်လာခမရှိတော့ဘူးလားပေါ့နော်အခွင့်တွေမရှိတော့ဘူးလားဟုတ်ပြီနော်တို့တို့အင်လာခကဖျားတခင်းစာကိုပဲတူချုံမနေမယ်ဆိုရင်3000ကနေ4000ကျရှိမယ်ထင်တယ်ဆိုတော့အစားတောက်တွေရှိသေးတယ် အလုတ်ကကျွေးတဲ့မာကာနိုင်ကိုစားတယ်ပဲထားအောင်ကျွန်တော်တို့ထမင်းစိရိတ်ပြီးတော့ဒီဖြင့်ဘလောက်ပဲခြွေတာခြွေတာပေါ့နော်နည်းနည်းပါးပါးပုံစားတဲ့ဟာတွေရှိမယ်ပြီးတော့အခွန်ကတော့လက်ရှိကိုက training visa ကနေဒုက္ခသည်ခါဆိုတော့ကိုပြောင်းလာတာမကြသေးဘူးဆိုရင်အခွန်ကတော့မလာသေးဘူးပေါ့နော်ဂျူမင်းစိတို့ကမလာသေးဘူးနောက်နှစ်ဆိုရင် တနှစ်ပတ်လဲတဲ့အခါကျတော့ဂျူးမင်းသေးတယ်လာမယ်ဗျာလာမယ်ဆိုအဲ့ဒီဂျူးမင်းသေးကဘယ်ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ဆောင်ရတာလဲဆိုရင်ကိုကလက်ရှိဒီနှစ်ဝင်တဲ့ဝင်ငွေပုံမှာမူတည်ပြီးတော့နောက်တစ်နှစ်မှာဆောင်ရမှာဖြစ်တဲ့အတွက်ဒီနှစ်မှာကိုက190တလားကို190ဝင်နေဆိုရင်နောက်နှစ်မှာအခွန်တွေကအဲ့190နဲ့တန်တဲ့အခွန်တွေကမဖြစ်မနေဆောင်လာမှာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ပြင်ဆင်ထားဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့မဆောင်ရင်ပါဖြစ်မလဲဆိုတော့ကျွန်တော်ဇိုက်ဂျူး ကပ်ပေါ့နော်ဇက်ဒူးကခိုးရှင်းသွားလို့တဲ့အချိန်တက်တန်သွားတိုးတဲ့အချိန်ကျရင်နျူကန်ကလွယ်လွယ်ကူကူနဲ့ထုတ်ပြီးတော့မှာတော့မဟုတ်ပါဘူးဒီမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒုက္ခတိခါဆလိုသမားတွေ140 50 60ပဲရနေပါသေးကျွန်တော်တို့အရန်ကိုအားကျနေစရာမလိုဘူးပေါ့နော်ဆိုတော့လက်ရှိကိုကဒုက္ခတိဂီနိုသမားပဲဖြစ်ဖြစ်ဂျီရှုဆေသမားပဲဖြစ်ဖြစ်ကိုကဒီရှုဆေဘီကျွန်တော်တို့ training visa နဲ့လုပ်နေတယ်ဒုက္ခတိဂီနိုဗီဇာနဲ့လုပ်နေတယ်ဆိုရင်တော့ ကိုကသူတိခဆုလို့ရှောက်ရှင်တယ်ဆိုရင်ဘလို့လောက်ကမလဲဆိုရင်ကိုကစာချုပ်တက်တန်းပြအောင်လုပ်ပါနော်စာချုပ်တက်တန်းပြတဲ့အချိန်ကျရင်သူတိခဆုလို့ရှောက်ရှင်၆လိုက်၆လိုက်ပါမမဖြစ်ဘူးပေါ့နော်သို့တော်ညာလည်းပဲဂျပန်မှာရေရှည်ကျွန်တော်တို့ဒီရှိကိုမအလုပ်လုပ်ချင်တယ်ဗီဇာခိုင်တဲ့ဗီဇာတွေကိုကျွန်တော်တဖြည်းဖြည်းကျွန်တော်တို့မြင့်ပြီးတော့သွားကြတယ်ဆိုရင်တော့တခုတည်းခါဆုတ်တဲ့ဘက်ကိုမလျှောက်ပဲနဲ့ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်ကိုမ ကျွန်တော်တို့ဗီဇာမျိုးစမ်းနဲ့ပဲပို့ပြီးတော့တို့ဗီဇာကိုအဆင့်မြင့်လို့ရတယ်ပေါ့နော်တဖြည်းဖြည်းသူတို့သတ်မှတ်ထားတဲ့အတိုင်းအတာတွေကိုကျော်လွန်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီဆက်ပြီးတော့အလုပ်ကိုကြိုးစားသွားမယ်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေတဲ့အနေအထားကိုရောက်လာမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီလက်ရှိဒုက္ခသစ္စာတို့တမားတွေတောင်း၄၀၅၀ရနေဆိုတာတကယ်လားဆိုတာဟုတ်ပါတယ်တကယ်ပါဗျာ ဒီဗီဒီယိုမှာတော့ပြန်ပြန်လာတာကိုပဲကျွန်တော်မျှဝေပေးသွားတာဖြစ်တဲ့အတွက်အလို့ကျင်းနဲ့ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျဟုတ်ကဲ့ပါဂျပန်နဲ့ပတ်သက်တဲ့ဗဟုသုတတွေသိကျင်တာလေးရှိတယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment box မှာကျွန်တော်ကိုသိကျင်တဲ့အကြောင်းအရာလေးတွေကိုရေးထားပေးခဲ့မယ်ဆိုရင်တော့ကျွန်တော်အချိန်ရရင်ရသလိုဖြေချပေးသွားပါမယ်ခင်ဗျာမျှဝေပေးသွားပါမယ်ခင်ဗျာဆိုတော့အားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်အရောက်စီတန်းကိုကျေးဇူးအထူးပဲတရှိပါတယ်ဗျာအားလုံးဂျပန်မှာအဆင်ပြေကြပါစေ See you bye bye